အားလုံးမင်္ဂလာပါမယ်နီယူချင်တွေကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ GDS session နဲ့ပတ်သက်ပြီးတော့နောက်ဆုံးထွက်ပေါ်လာတဲ့သတင်းရှိပါတယ်ဒါကတော့သတင်းထောက်ဒီမာစီရိုကနေဖော်ပြလာတဲ့အနေအထားတစ်ခုပေါ့ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်မနေ့ကတင်ပေးခဲ့တာရှိပါတယ်ဖီနာပါရှီအသင်းကဒီကစားသမားဖြစ်သူနဲ့လုခလာဇာညီနိုင်မှုအဆင်ပြေခဲ့ပြီးတော့ ကစားသမားဖြစ်သူကိုမကြမင်းအချင်းတို့အတွင်းမှာတရင်ဝင်ကဲလဲမှုရှိနေတော့ဗျာအခုတပည့်ကျွန်တော်တို့ဂျူပီတဲ့အသင်းကားလည်းပဲမန်ချက်စတာယူနိုက်တက်အသင်းနဲ့အွန်လိုင်းကနေတဲ့စင်ဗီဒီယိုကောနဲ့တရင်ဝင်ဆွေးနွေးဖို့ရှိနေတယ်ဆိုပြီးတော့ကျွန်တော်တို့တင်းနေတက်လာတာရှိပါတယ်ဆိုတော့ဒီကစားသမားနဲ့ပတ်သက်ပြီးတော့နောက်ဆုံးရတင်းနေကိုကျွန်တော်ဒီကနေ့မှဆွေးနွေးသွားရအောင်အားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအခုတော့လို့ပေါ့ဗျာ GD session နဲ့ပတ်သက်ပြီးတော့တင်းနေကဆက်တိုက်ဆိုသူတို့တင်ပြနေရတာဖြစ်တယ် ဘာလို့လဲဆိုတော့ဒီကစားသမားကိုကျွန်တော်အတင်းဖက်ကအမေကန်ဆုံးနေရာဒီဈေးကွက်မှာရောင်းချဖို့ဥတည်ထားတဲ့အတွက်တောက်လျှောက်ကိုတက်နေတာအဲဒီနေရာမှာကျွန်တော်မှန်ကန်တဲ့တည်င်းလေးဖြစ်ရင်ဖြစ်နေဒါပေမဲ့ဒီမာ0တို့ဖာဘိုဆိုရိုမနိုပြီးလို့ရှိရင်စကိုင်းစပေါ်တို့က report လောက်လာတဲ့အနေထားတွေရဆိုရင်တကယ့်ကိုကျွန်တော်မှန်ကန်မှုများတဲ့တည်င်းလေးဖြစ်တဲ့အတွက်ဒီကနေ့မှလည်းကျွန်တော်ဆွေးနွေးကြ ဆိုတော့အာဂဇတတိယတယောက်ဖြစ်တဲ့ဒီမာစီရိုကနေဖော်ပြချက်အရမှာဆိုရင်တူပိတဲ့အသင်းဟာတောင်ပေကစားသမားကြီးတဲ့ဆန်ချိုကိုခေါ်ယူဖို့အတွက်အလင်းနဲ့ထားပြီးတော့စိတ်ဝင်စားမှုချိလာတယ်ပေါ့ဒီကလေးနှစ်သိန်းဟာဆိုရင်ကစားသမားဖြစ်သူရဲ့အပြောင်းရွှေ့အတွက်အွန်လိုင်းဗီဒီယိုကောကနေတစင်းတရင်ဝင်စတင်ဆွေးနွေးဖို့ရှိနေတယ်ဆိုပြီးတော့သူကဖော်ပြတော့တယ်မက်ချစ်စတာယူနိုက်တက်အသင်းကလည်းအဲဒီနေရာဒီဆွေးခဲ့မှာပေါ့ဗျာ ကစားသမားဖြစ်သူကိုပြောင်းရွှေ့ပြီးမောက်ဖို့အတွက်အရင်စစ်တဲ့ချော်ပြီးတော့အခုအနေထားမှာဆိုရင်ယူရို30ပေါင်16ခဏတဲ့ဝန်းကျင်နဲ့ဘယ်အသိမဆိုကဲလိုက်မှုကိုလက်ခံတော်ဖို့ရှိနေတယ်ဆိုပြီးတော့ကျွန်တော်သိချင်တာတယ်တဖက်မှာလဲဂျူပတဲ့အသင်းအနေနဲ့သူတို့ရဲ့ကစားသမားတွေနဲ့အလိုက်ပေးကဲလန်ဖို့လေးပြင်ဆင်ထားတယ်ဆိုပြီးတော့တတိယနေ့မှာဖော်ပြတော့တယ်ဆရော့ဆာသမားတွေမက်ရှစ်ဆာအနေနဲ့အသင်းကတော့ဒီကစားသမားဖြစ်သူရဲ့အပြောင်းအရွှေ့ကိုမြဲမြဲပြီးမြောက်ဖို့အတွက်စဉ်းစားနေကြတာ ဒါကကိုရီအတင်းတက်ကိုအမေရိကန်ကောင်းတဲ့အချက်လို့ပြောလို့ရတယ်။ဒါပေမဲ့ပြခက်တာကကစားသမားဖြစ်သူရဲ့လောက်ခလာစားတပက်ကိုပေါက်၃သိန်းဂျူပတဲ့အတင်းအတွက်ကလည်းမလွယ်ကူပါဘူး။အာအခုဒီမာစီကိုဖော်ပြလာတဲ့အနေထားမှာဆိုရင်မန်ချက်စတာနဲ့တဲ့အတင်းနဲ့ဂျူပတဲ့အတင်းတို့ဟာအွန်လိုင်းကနေတစ်စီဗီဒီယိုကောကနေပေါ့ဗျာတင်ရင်ဝင်ဆွေးနွေးဖို့ရှိနေတယ်။တိုးတော်ညာလည်းကျွန်တော်ထင်ပါတယ်ဂျူပတဲ့အတင်းအနေနဲ့ ဖီနာဘာရှိအတင်းလောင်းဂျီနေဆန်ဂျူကိုကဲလဲနေပုံစံကတိတ်ပြီးတော့အားကောင်းမဲ့ပုံမပေါ်ဘူးအခုကျွန်တော်တို့ဖီနာဘာရှိအတင်းနေတဲ့ဂျီနေဆန်ဂျူကိုကဲလဲနေနေရမှာကစားသမားဖြစ်သူနဲ့ပိုးကိုရေးဆိုင်ရာသဘောတူညီမှုလောက်ခလာဆန်ညီနေတဲ့အနေထားတစ်ခုမှာအစဉ်ပြေခဲ့တဲ့သဘောတူညီမှုရရှိခဲ့တယ်ဆိုပြီးတော့ကျွန်တော်တို့မနေ့ကလေးတင်ပြခဲ့တာရှိတယ်ကစားသမားဖြစ်သူအနေနဲ့တကယ်လို့ဖီနာဘာရှိအတင်းကိုပြောင်းမယ်ဆိုရင်သူ့ရဲ့လောက်ခလာဆာက ညနေချောရွာဘုံစံပေါက်နေတယ်။ဒါပေမဲ့အခုဈေးကွက်မှာဆိုရင်ဂျူပီတက်နာပိုလီအဲလိုမျိုးစီးရီးကလေးအသင်းတွေကဂျီဒက်ဆန်ဂျူကိုစိတ်ဝင်စားမှုရှိနေတယ်။ဖီနာဘာရှင်အသင်းလောက်ကစားသမားဖြစ်သူကိုလောက်ခလာစားပေးတာအဲ့လိုတိမရှိတဲ့အတွက်ဖီနာဘာရှင်အသင်းကအားကောင်းတယ်လို့ပြောရမှာပေါ့ဗျာ။ဆိုတော့ကျွန်တော်အခုဂျီဒက်ဆန်ဂျူရင်းအပြောင်းရွှေ့ကနောက်ဆုံးမှာတော့ခက်မမြန်လေးလှူရှားလာတာကျွန်တော်ရှိတယ်။ ်တခြားအသင်းတွေကလည်းဒီကစားသမားဖြစ်သူကိုခေါ်ဖို့အတွက်ပဲလဲမှုနေပြီးလို့ချင်းလေးနဲ့ထားပြီးတော့စိတ်ဝင်စားမှုရှိလာတဲ့အတွက်ဒါကမန်ချစ်စတာယူနိုက်တက်အသင်းအတွက်ကိုတကယ့်ကိုဝဲတာစရာတည်င်းလို့ကျွန်တော်ပြောလို့ရတယ်။ဘာလို့ဆိုတော့ကိုရီးယားအသင်းနေနဲ့ကျွန်တော်မနေ့ကလည်းပြောပါတယ်ဒီကစားသမားဖြစ်သူတွေကိုရောင်းချမှောက်ကိုရမှာအခုကျွန်တော်တို့ marketage ဘုံအနေနဲ့လက်တလောအနေထားမှာဆိုရင်ကစားသမားဖြစ်သူကိုဘာစီလိုနာကခေါ်ရှင်နေတူတော်ညာလဲသူ့ကိုပေးရမယ့်လောက်ခလာစား မာဂရက်ရှ်ဘောကတော့ချင်းပါတယ်ဂျီဒယ်ဆန်ချိုလိုမဟုတ်ဘူးသူကဘာစီလိုနာကိုပြောင်းရရင်ဘလို့ဖြစ်ဖြစ်သူကပြောင်းရှင်တာလားစားတော့ရှော့ယုံမေပုံပေါက်နေတာဒါပေမဲ့တကယ်တမ်းကြပြတော့လဲဘာစီလိုနာအသေးအနေနဲ့အဲ့လိုမျိုးသူမလေးဘယ်နာရေးစီမီစီကဲနေရှိတဲ့အတွက်မာဂရက်ရှ်ဘောကိုဒီနေရာဒီဈေးကွက်မှာခေါ်ဖို့အတွက်အင်မတန်အားနေမှုရှိနေတော့ဗျာကျူပိတဲ့အသင်းကလည်းဂျီဒယ်ဆန်ချိုခေါ်ဖို့အတွက်တကယ်ကိုအလေးနက်ထားပြီးတော့သူတို့စဉ်းစားနေတယ်ကစားသမားဖြစ်သူရဲ့ပြောင်းရွှေ့ကိုမန်ချက်စတာယူနိုက်တက်အသင်းနဲ့ တရင်ဝင်ကျွန်တော်ဆွေးနွေးတော့ဖို့ရှိနေတဲ့အတွက်တကယ်ကိုပြောမယ်ဆိုရင်ဒီရက်ပိုင်းအတိုးအတွင်းမှာဖြေလားနိုင်ရရှိတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းဖီနာပါရှိရဲ့တင်ကကစားသမားဖြစ်သူနဲ့လောက်ခလာစားတဲ့သဘောတူညီမှုရရှိထားတယ်ဆိုတော့ဒီနှစ်တင်းချားမှာဈေးဖို့ပေးတဲ့အတင်းကတော့ဂျီလီဆန်ဂျူကိုပိုင်ဆိုင်ဖို့ရှိနေတယ်။ဒါကျွန်တော်တို့မန်ချက်စတာနဲ့တဲ့အတင်းအတွက်ကတော့ပြောစရာမလိုပါဘူး။ကစားသမားဖြစ်သူကိုရောင်းရှာရတဲ့အင်မတန်ရှုံးပါ။ဒါပေမဲ့ကျွန်တော်ပေါင်း16တဲပေးရရတဲ့နဲ့ဈေးပေးရရ18တဲပေးရရ ယူနေတဲ့အတင်းကတော့ဒီကစားသမားဖြစ်သူအမေရိကန်ရောင်းချောက်ဖို့အတွက်ဥတည်ထားတာဆိုတော့စာသမားတို့ရဲ့ညီကိုတို့အနေနဲ့ဒီကစားသမားဖြစ်သူနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်ချက်ရှိလဲအထူးသဖြင့်ကျွန်တော်တို့အာဒီနေ့ပေါ်ပြလာတဲ့ဒီမာဇီရိုရဲ့အခြေအနေမှာဆိုရင်တကယ်လည်းပဲကျူပတဲ့အတင်းဖက်ကဒီကစားသမားဖြစ်သူကိုခေါ်ဖို့တဲ့လှူရှားမှုတွေကျွန်တော်ရှိလာတယ် ပြီးလို့ချင်းကလဲအတင်းတစ်ခုကြာမှာလဲပြောင်းရွှေ့ကိစ္စတွေကအဲ့လောက်ထိရှုပ်ထွေးစရာမရှိဘူးပေါ့ဗျာဘာလို့လဲဆိုတော့မန်စတာယူနိုက်တက်အတင်းကတော့ပေါင်တန်း20ပဲရရ25တန်း17တန်းဘလောက်ဈေးနဲ့ပဲရရဒီကစားသမားဖြစ်သူကိုကျွန်တော်အတင်းကနေထွက်ခေါ်ဖို့ရှိနေတာကစားသမားဖြစ်သူကပေါ့ဗျာကျွန်တော်တို့မန်စတာယူနိုက်တက်အတင်းတွေကတော့လုံးဝအဆင်မပြေမှုဖြစ်နေတာကတော့အကုန်လုံးတည်တာပြကြဖြစ်တယ်ဒါကြောင့်နေရာဒီကာလာအတွက်တည်းမှာကျွန်တော်တို့ဒီလေးဆယ်ကျော်အနေနဲ့ကျူပရဲကိုရောက်သွားမလားတူရီမိုလိုဂျီဖီနာဘာရှိအတင်းကိုရောက်သွားမလားမြေဖီနာဘာရှိအတင်းက မင်းရဲ့သဘောတူညီမှုရရှိခဲ့တယ်ဆိုတော့ပြီးလို့ချင်းဖီနာဘရှင်တင်းမှာဆိုလေမော်ရီယွန်ရှိတဲ့အတွက်မော်ရီယွန်နဲ့မင်းနဲ့ပတ်တော်လေတော့အဲ့ဒီမှာဆိုတော့စာသမားတွေဒီကနေ့ဗီဒီယိုလေးကတော့မန်ချက်စတာယူနိုက်တက်တဲ့တောင်ပင်ကစားသမားဂျီရယ်ဆန်ချိုကိုဂျူပီတာအသင်းဘက်ကအပြောင်းအရွှေ့ကိုအွန်လိုင်းဗီဒီယိုကောကနေတစင်တရင်ဝင်ဆွေးနွေးတော်ဖို့ရှိနေတယ်ဆိုပြီးတော့အားကစားတင်ထောက်တယောက်ဖြစ်တဲ့ဒီမာဇီရိုရဲ့ report ကိုကျွန်တော်ဖော်ပြခဲ့တဲ့အနေအထားတစ်ခုဖြစ်ပါတယ် အညီကတော့နည်းနည်းဒီကစားသမားဖြစ်သူနဲ့ပတ်သက်ပြီးတော့ဘယ်လိုထင်မြင်ချက်ရှိလို့ဆိုတာ comment လေးမှာဆွေးနွေးပေးကြပါဦးနောက်ထပ်လည်း United အသင်းနဲ့ပတ်သက်သမားရထားတဲ့သတင်းလေးတွေရှိလေတင်ဆက်ဖို့ဖြစ်တဲ့အတွက်ဒီ channel လေးကိုအစီအမင်းစောင့်မျှော်ကြည့်ကြည့်ဖို့ကျွန်တော်တောင်းဆိုပါရစေအသေးသေးသော main fan များ like and subscribe လေးတွေမလို့အသေး like and subscribe နည်းနည်း notification account လေးကိုထိတာပြီးတော့ United အသင်းနဲ့ပတ်သက်သမားသတင်းတွေကိုမလိုတဲ့ကြည့်ကြည့်အားပေးကြပါဦးလို့ပြောကြရင်းနဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရစေအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲ okay ပါ